ဲ့ကျွန်တော်ဆက်လက်ပြီးတော့ဂျာတာပရိသသမိတွေတပတ်တာကန်ညုံအောင်လမ်းညွန်ပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့9ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့15ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလအတော်အတွင်းမှာဂျာတာပရိသသမိမိတ်ဆွေများရဲ့ကန်ညုံအောင်ကြည့်လိုက်ကြရအောင်။ကဲဂျာတာပရိသသမိတွေကတော့လော်လီတက်လီဆိုတဲ့လော်တက်ပါပဲ။အဲ့တော့လော်ရင်လုံရင်ကရင်တိုးတက်လာမဲ့ ကာလဖြစ်ပါတယ်အဲ့တော့ကြိုးစားသမျှအရာထင်မဲ့ဆိုတဲ့တပတ်တာဖြစ်တယ်အဲ့တော့ပြီးခဲ့တဲ့ကာလတွေမှာကိုကြိုးစားခဲ့တာတွေအခုချိန်မှာပြန်ပြီးအကျိုးခံစားရမယ်ဟဲ့လားဆိုတဲ့ကာလဖြစ်တယ်အဲ့တော့လောကန်စီပွားရေးနဲ့ပတ်သက်လာရင်ဟဲ့လားကိုကြံစီသမျှတွေအောင်မြင်မယ်ကိုလှုပ်တာတွေကဖြစ်လာမယ်လောကန်စီပွားရေးနဲ့ပတ်သက်လို့စိတ်ချမ်းသာရမယ်ဆိုတဲ့ကိုသူကိုထလုံရင်းကရင်နဲ့အောင်မြင်တဲ့တပတ်တာဖြစ်ပါတယ်တိုးတက်မှုတွေရှိနေပါတယ်ငွေကြေးနဲ့ပတ်သက်တော့ငွေကုန်ကြေးကြများတတ်တယ်နော်ငွေကြေးကုန်ကြေးကြများတတ်တယ်အဲ့တော့ ဝင်ငွေနဲ့ထောက်ငွေမများတာတာငွေကုန်ချေးချက်များတာလူကြီးနဲ့ပတ်သက်အလားအထောက်ပံ့နေပေးရတာမျိုးတွေဖြစ်တတ်တယ်ကိုကအထောက်ပံ့မရပဲသူများကအထောက်ပံ့ပေးရတာမျိုးတွေကြုံတွေ့နိုင်တယ်အခြေအနေတော်ရင်မြေတားကြီးနဲ့ပတ်သက်အနေငယ်နားလည်မှုလွဲတာနော်မချင်မငန်ဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်စကားပြောရတာအခြေအနေတော်ရင်မြေတားကြီးနဲ့ပတ်သက်ဦးစားမပေးနိုင်တာအချိန်မပေးနိုင်တာမျိုးတွေဖြစ်တတ်တယ်ပညာဆိုင်တာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီဘက်ထဲမှာမလောက်တာပူကောင်းတယ်လောက်ရင်လည်းအဆင်မပြေနိုင်သေးဘူးဆိုတဲ့ကာလဖြစ်တယ် စကားခီးပြောမဲ့ကိစ္စတွေကျွန်တော်အောင်မြင်မယ်ကိုပြောတဲ့စကားပေါက်မြောက်အရာရောက်မယ်ကိုဘက်ကိုအตายရမယ်ကိုပြောတာမှန်ကန်နေမယ်ခရီးနဲ့ပတ်သက်လည်းဟလာမကောင်းတဲ့ခရီးဆိုတာမျိုးမရှိဘဲနဲ့ကောင်းသောခရီးတွေကြုံရမယ်ခရီးနဲ့ပတ်သက်တဲ့အရေးကြီးကိစ္စတွေလည်းအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာမှာကျမရင်နဲ့ပတ်သက်ရင်လည်းဒီတစ်ပတ်တာမှာကန်ကောင်းနေတဲ့နေရာမှာပါတယ်ပူစရာမလိုဘူးကဲဒီတစ်ပတ်ကလည်းဇာတာပရိသတ်သမီးမိတ်ဆွေများအနေနဲ့နည်းနည်းလေးအတိုက်အခိုက်အပြိုင်ဆိုင်သဘောလေးတွေ ဟုတ်လားစကားပြောရများတာလေးတွေကလွဲလို့ကျန်တဲ့အရေးကိစ္စတွေမှာတော်တော်ကြီးကံကောင်းနေတဲ့တဲမှာပါတယ်ဟုတ်လားမိမိဆန္ဒရှိသည့်အတိုင်းအဲလုတ်ပါအောင်မြင်နိုင်ပါတယ်ဒီတစ်ပတ်ကံကောင်းလက်ရွှေအချိုးပိကနန်းဒီကိုကနန်းအချိုးပိတဲ့အကြောင်းကနတ်ပြအောင်ဖြစ်ပါတယ်ဂျာတာပရိသသမီးတွေတို့ပါ